မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆိုင်းရေးဆရာပကြီးဆရာဒရိုက်တာဆရာကြီးဝင်းဖေရေးသားသောလွဲရီရေဒီယိုအတန်လွှင့်ချက်များစာအုပ်မှာအကယ်ဒမီဒေါ်ဝင်းရွှေအကြောင်းကိုဖော်ပြပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူတရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပြီးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါဦးရှင် ဝိဖေရုပ်ရှင်စံညွှန်းတွေစာရေးပြီးမကြခင်မှာပဲထက်စင်အကယ်ဒမီစုများရှင်ဒေါ်ဘဝဝင်းရွှေကဝိဖေကိုစံညွှန်းလိုချင်တဲ့အကြောင်းဆွေးနွေးပါတယ်။ဘလူးဇက်လန်းမျိုးကိုလိုချင်တာပါလဲမေးတော့သူ့အနေနဲ့လွမ်းကမ်းတွေကို ပို့ပြီးအတန်ပါတယ်လို့ပြောပါတယ်။ဝိဖေကမြန်မာရုပ်ရှင်ဇက်လန်းအတော်များများမှာ အထင်လွဲပြီးတော့ပြဿနာဖြစ်နေကြတာတွေကိုတွေ့ရတဲ့အကြောင်းဒါကြောင့်အထင်လွဲတာမျိုးကိုမလိုလားတဲ့အမျိုးသမီးတစ်ယောက်ဟာပြဿနာဖြစ်စရာအကြောင်းတစ်ခုပေါ်လာတိုင်းပေါ်လာတိုင်းအဲ့ဒီအကြောင်းဟာ တကယ်ဟုတ်မဟုတ်ပုံဝင်လင်းလင်းရဲရဲတင်းတင်းမေးမြန်းစုံစမ်းတတ်တဲ့အကျင့်စရိုက်ကိုဖော်ကျူးတဲ့ဇာတ်မျိုးမကြိုက်ဘူးလားလို့မေးတော့ချက်ချင်းဆိုသလိုပါပဲအဲ့ဒီဇာတ်လမ်းမျိုးလဲကောင်းသားပဲဆိုပြီးအလုံးအတ္တပါပဲခင်ဗျာ အဲ့ဒီဇလန်းမျိုးဟာအကျိုးပြုဇလန်းလို့ဆိုရမှာပေါ့လူတွေအချင်းချင်းအလွယ်တကူအထင်မြင်မလွဲကြဘူးမလိုလားအပ်တဲ့ပြဿနာတွေရှောင်ရှားနိုင်ကြဘူးသင်ခန်းစာပေးဇလန်းမျိုးဖြစ်ပါတယ်ဒါပေမဲ့ရုပ်ရှင်ဇလန်းစီစီရေးကယွန်းလုံးစင်းလုံးဒီဆိုတဲ့မှတ်ချက်နဲ့အပေခံရပါတယ်ကိုတွေ့မဟုတ်ရင်ယုံနိုင်ကြတော့မရှိပါဘူးခင်ဗျာတခါကတော့ဝိဖေကိုတိုင်ဒရိုက်တာလုပ်ပြီးရိုက်ကူးပဲစကားအတွက်ဒေါ်ဝါဝင်းရွှေကိုကုမ္ပဏီကတွန်းငှားပါတယ် ဒေါ်ဟာဝင်းရွှေကဇလန်းကိုတီးပြီးမှအလုတ်လက်ခံပြရစေလို့မြစ်တာရက်ခံပါတယ်။ဒါဟာတဘာဝကြပါတယ်။ဘသူပဲဖြစ်ဖြစ်ဖြစ်နိုင်ရဲ့ကိုကောင်းကောင်းလုပ်နိုင်တာကိုကြိုက်တဲ့ဟာကို့အတွက်ကောင်းမဲ့အခန်းလေးတွေဖြစ်စေချင်တာပေါ့ခမ selan အချင်းကိုပေးလိုက်ရင် ပြီးတာပါပဲဒါပေမဲ့ဝင်းဖေကဒေါ်ဝါဝင်းရွှေကိုကိုတိုင်ဇလန်းပြောပြမယ်လို့ကုမ္ပဏီကိုပြောလိုက်ပါတယ်တွေ့ကြဖို့ရက်ချင်းရတဲ့နေ့မှာထုတ်လုပ်သူရဲ့ကုမ္ပဏီပိုင်ရှင်ရဲ့ရိုက်ကူးရေးမန်နေဂျာရဲ့ဝင်းဖေရဲ့ဒေါ်ဝါဝင်းရွှေရဲ့အိမ်ကိုတွေ့ ကြပါတယ်။ရုပ်ရှင်ဇလန်ရောစက်ညုံးကိုရောကိုတိုင်းရေးပြီးတော့ကိုတိုင်းပဲဒရိုက်တာလုပ်ရဲဝင်းဖေကဇလန်ကို ရှင်းပြတော့မယ်ဆိုတော့ဝင်းဖေနဲ့ပါလာတဲ့ပုံကိုတုံးရောဒေါ်ဝါဝင်းရှင်တို့ဇနီးမောင်နှံမှာဇလန်နားထောင်မှုအဲကန်းထဲမှာအသေးချာနေရာယူပြီးတော့အထူးအာရုံစိုက်နေကြပါတယ်ခင်ဗျာ။ ဝိဖေကအလေးအနက်စတင်ရှင်းပြပါတယ်အဓိကအားဖြင့်အမျိုးသမီးတယောက်ဟာသူ့တသက်မှာအများကောင်းကျိုးအတွက်အလွန်ကြီးမားမြင့်မြတ်တဲ့အနှစ်နာခံမှုကြီးနှစ်ခုစွန့်စွန့်စားစားပြုလုပ်သွားပါတယ်တဲ့ဒီဇလန်ဟာအနှစ်ချုပ်လိုက်ရင်ဒါပါပဲလို့ဝိဖေက သူ့ဇလန်ကိုအဆုံးသတ်လိုက်ပါတယ်။နောက်ပြီးတော့မှအဲ့ဒီအမျိုးသမီးအဖြစ်ဒေါ်ဝါဝဝင်းရွှေကတရုတ်ဆောင်ရမှာပါပဲလို့လည်းပြောလိုက်ပါတယ်။ဒေါ်ဝါဝဝင်းရွှေကလည်းဘာမှထပ်မေးမနေတော့ပဲအလုပ်ကိုသဘောတူလက်ခံလိုက်ပါတော့တယ်ခင်ဗျာ။ ရှေလျားပေများတော့မှာပဲလို့ထင်ရတဲ့စကားဝိုင်းကြီးလည်း3မိနစ်လောက်တောင်မကြာဘဲနဲ့အောင်မြင်ပြီးပြတ်သွားပါတယ်။အားလုံးကလည်းဟင်းကနေတပြင်းချလိုက်နိုင်ကြပါတယ်ခမညာ။ဒါပေမဲ့အနစ်ချုပ်ပြီးပြောပြတိုင်းလည်းအောင်မြင်တာတော့မဟုတ်ပါဘူးခမညာ။ဥပမာလေးပြောပြရစေ။နာမည်ကြီးစာရေးဆရာမဒေါ်ဆန္နာရဲ့တိမ်ဖုံးမာလို့လမတာဆိုတဲ့ဝတ္ထုကို န်းတည်တဲ့ကျိုးဆိုတဲ့အမည်နဲ့ရုပ်ရှင်ရိုက်တော့ကအထက်မြန်မာပြည်တစ်ခုလုံးအတွက်ပြသခွင့်ကိုဝယ်ယူမဲ့ပုဂ္ဂိုလ်ကဇလန်းတည်ခြင်းပြန်ပါတယ်လို့ပြောလာပြန်ပါတယ်ဒီတော့ထုတ်လုပ်သူတွေကဝင်းဖေကိုဇက်လန်းပြောပြဖို့အကူအညီတောင်းကြပါတယ်။ဒီတော့ဝင်းဖေကဒီဇက်လန်းမှာအလွန်မြင့်မားတဲ့ဂျောက်ကဘာထက်ကလူတယောက်လိမ့်ကြတော့မဲ့ပုံကို ပထမအဝေးကပြမှာဖြစ်တဲ့အကြောင်းနောက်တော့အနည်းငယ်ပြပြီးတော့က အဲ့ဒီကြတော့မဲ့သူကအလွန်တနာစရာချစ်စရာကောင်းတဲ့မွန်မြတ်တဲ့တန်ဖိုးရှိတဲ့စိတ်ရင်းစေတနာမှန်တဲ့ကောင်းတဲ့မိန်းကလေးတယောက်ဖြစ်နေတဲ့အကြောင်းပြမယ်။ပြီးတော့မှအဲ့ဒီမိန်းကလေးကြောက်ထဲကပြုတ်ကျသွားတာကိုပြဖို့ဖြစ်တဲ့အကြောင်းဒီဇက်လန်းကတော့အနှစ်ချုပ်လိုက်ရင်ဒါပါပဲလို့ပြောချလိုက်ပါတယ်။ အထက်ဗမာပြည်တခွင်တစ်ခုလုံးကိုဝယ်မဲ့ငကူကအတော်လေးကိုတက်ကြွနေပြီဖြစ်တဲ့ပုံကဟာတခါတည်းကိုငိုင်ကြသွားပါတော့တယ်ပြီးတော့မှကျွန်တော်နည်းနည်းလောက်စဉ်းစားပြရစီအောင်ဆိုပြီးတော့ထထွက်သွားပါတော့တယ် အဲ့ဒီကားကိုရိုက်ကူးထုတ်လုပ်မဲ့သူနှစ်ယောက်ဟာကျွန်တော်ကိုအတော်လေးကြိုးကြသွားပါတယ်။ဒါပေမဲ့ကံအားလျော်စွာညနေဘက်ကျတော့ဝယ်မယ်ဆိုတဲ့ပုံကဟာဘာစိတ်ကူးပေါက်လာတယ်လဲမပြောတတ်ပါဘူး။ပြန်လာပြီးတော့အဲ့ဒီပန်းတီတဲ့ကြိုးစကားအထက်မြမာပြီးဖြန့်ချီခွဲကိုပါမဈေးစစ်မနေတော့ပဲတောင်းတဲ့ဈေးကိုပေးပြီးဝယ်သွားခဲ့ပါတယ်ခင်ဗျာ။အဲ့ဒီကားယုံတယ်တော့လူတွေကကြိုက်ကြလို့တဲ့။အဲ့ဒီလူလည်းအတော်ကလေးကိုမျက်လိုက်ပါတယ်။ တခါကတော့ဥတန်အရေးခင်ကာလတက္ကသိုလ်ကျောင်းသားတွေကဥတန်ရဲ့ရုပ်ကလပ်ကိုတက္ကသိုလ်ကျောင်းဝင်းထဲယူသွားတဲ့အချိန်ဝိဖေကလည်းအဲ့ဒီလိုတက္ကသိုလ်ကျောင်းသားတွေတက်တက်ကြွကြွနဲ့လှုပ်ရှားနေတဲ့တက္ကသိုလ်ကျောင်းဝင်းထဲကိုညတိုင်းရောက်နေကြဖြစ်ပါတယ်။တညတော့ညနေပိုင်းတက္ကသိုလ်ကျောင်းဝင်းထဲကိုတွားတော့မလို့လှုပ်နေတော့ရုပ်ရှင်ကထုတ်လုပ်ခြင်းနဲ့တတိနေရောဝိဖေစီရောက်လာပြီးတော့ကဇလန်းရှိသလားလို့မေးပါတယ်။တွားစရာရှိလို့နောက်တနေ့မှလာပါဆိုတာ ပြောလို့မရဘူးခမဆက်လက်ရှိရင်ပြောပြပါဆိုလို့အာနာတာနဲ့တပုတ်ကိုပြောပြမိပါတယ်လေရှည်ပြီးတော့တနာယီတာတာလောက်ကြာသွားပါတယ်ဇက်ကိုကြပြကြရဖြတ်ပြီးတက်ကတူကြောင်းဝင်းနဲ့သွားတော့မယ်လို့လဲလို့ရော ခုမစစ်တပ်ကចောင်းသားတွေကိုစက်တနတ်တွေဂျီ3တွေနဲ့ပစ်ပြီးတော့ဖန်လာစီလာတက်လာဖြတ်လာလုတ်ကုန်ကြပြီလို့သတင်းကြရတော့တာပါပဲခမအဲ့ဒီလို ရုပ်ရှင်ဇလန်းကကဲလို့လဲတေမဲ့ရေးထောင်းကြမဲ့ရေးတွေကလွတ်မြောက်ခဲ့မှုပါတယ် ဝင်းဖေမှုံအောင်လှတဲ့ပန်းဆိုတဲ့ဇာတ်ကားကိုရိုက်ကူးတော့ဒေါ်ဝဝဝင်းရွှေကခေါင်းဆောင်မင်းသမီးပါ ဒေါ်ဝါဝင်းရွှေဟာရုပ်ရှင်တွေကိုဝင်းဖေထက်အများကြီးစောက်ရောက်နေတဲ့ဝါရဲ့အမှုပညာသေးပါ။ဇလန်အရာဒေါ်ဝါဝင်းရွှေဟာဆင်းရဲပါတယ်။အဲ့ဒီစကားပထမဆုံးစရိုက်တဲ့နေ့ဝင်းဖေနဲ့ဒေါ်ဝါဝင်းရွှေတို့မင်းသမီးနဲ့ဒရိုက်တာဖြစ်ပထမဆုံးစတွေ့ကြတဲ့နေ့ဒေါ်ဝါဝင်းရွှေကမိတ်ကပ်နဲ့ဝက်စားကိုအင်ကလေးကကြိုတင်ပြင်ဆင်ပြီးတော့ရိုက်ကွင်းပေါ်ရောက်လာပါတယ်။ဝင်းဖေကဒေါ်ဝါဝင်းရွှေကြိုတင်ပြင်ဆင်လာတာအလုံးကောင်းတဲ့အကြောင်းဒါပေမဲ့မျက်တောင်အတူကတော့နည်းနည်းရှည်လွန်းနေတဲ့အကြောင်းပြောပါတယ်။တောင် ရှိတဲ့မိတ်ကဆရာကဒါအတူဆုံးပါပဲလို့ပြောလို့စကားမှမဆုံးသေးဘူးဒေါ်ဝါဝင်းရွှေကမျက်တောင်အတူတွေကိုဆွဲဖြုတ်လိုက်ပါတယ်ပြီးတော့မှတိတ်မရှိတဲ့မျက်တောင်အတူကိုသူ့ကိုယ်တိုင်ရှာပြီးတော့တက်စီပါတယ် ချက်ချင်းအလုံးအစင်ပြေသွားပါတယ်။နောက်ရက်တွေလည်းအလုံးအစင်ပြေသွားပါတယ်။အဲဒီကားမှာဒေါ်ဝါဝင်းရွှေက နောက်ဆုံးမှာတီလာရင်ဘွားကိုကူပြောင်းသွားရပါတယ်။ဝင်းဖေကမင်းသမီးကိုအားနာလို့ရုပ်ရှင်မိတ်ကပ်ပညာကိုပဲတုံးပြီးတော့တီလာရင်ကတော့ကိုရိုက်ကူးဖို့စီစဉ်ထားပါတယ်လို့ဒေါ်ဝါဝင်းရွှေကိုပြောတော့ဒေါ်ဝါဝင်းရွှေစကားပို့ပြီးတော့ပြင်အောင်လို့တဲ့သူ့စပင်ကိုစွန့်ပါမယ်တဲ့။သူ့စပင်ကိုဖျက်ပစ်ပါမယ်လို့ပြောပါတယ်။ ်ဝိဖေတို့အားလုံးတိတ်ပျော်သွားပါတယ်တိလာရင်ဝတ်တဲ့အခါမှာစံချတာကအစာအလွန်ပြင်းအောင်ရိုက်နိုင်ခဲ့ကြပါတယ်ဒီနေရာမှာကြုံလို့တစ်ခုထည့်ပြောချင်ပါတယ်တိလာရင်ဝတ်ဖို့စံချတဲ့ခန်းကိုရိုက်တဲ့ရိုက်ကွဲမှာပဲဒေါ်ဝဝင်းရွှေတို့စီကတ်တဲ့ဆရာကြီးဆိုတဲ့ပုံကိုကြီးကြွာလာပါတယ်ကြည်လိုက်တော့စာရေးဆရာကြီးမင်းသိန်ခါဖြစ်နေပါတယ်ဒေါ်ဝဝင်းရွှေတို့ဇနီးမောင်နှံကဝင်းဖေနဲ့မိတ်ဆက်ပေးလို့ဝင်းဖေကလည်းဆရာကြီးနေကောင်းပါရဲ့လားလို့နှုတ်ဆက်ပါတယ်ဒီတော့ဆရာကြီးမင်းသိန်ခါကဝင်းဖေအနေနဲ့သူ့ကို ဆရာကြီးလို့မခေါ်ပါနဲ့တဲ့ခေါ်လို့မဖြစ်ဘူးလို့ပြောပါတယ်ဒါနဲ့ဘာပြုလို့ပါလဲလို့မေးတော့သူဟာတစ်ချိန်ကဝင်းဖေရဲ့တပည့်ဖြစ်ခဲ့ဘူးပါတဲ့ဝင်းဖေမန္တလေးလူလူသတင်းစာမှာကတ်တုန်းရေးနေစဉ်ကသူကမကွေးမြို့မှာလက်ဖက်ရည်ဖြော်တဲ့သူပါတဲ့မင်းစိန်ခါမဖြစ်သေးပါဘူးတဲ့လူလူသတင်းစာတွေကဝင်းဖေရဲ့ကတ်တုန်းတွေကိုကြိုက်လို့သူလည်းကတ်တုန်းတွေ ရေးရေးပြီးတော့ဝင်းဖေစီ၃၄ချိန်လောက်ပို့ပူးပါတယ်တဲ့ဝင်းဖေကသူ့ကတ်တုန်းတွေကိုကြာကြာနာနာပြင်ပေးတင်ပေးပါတယ်တဲ့ ဒါကြောင့်ဝိဖေဟာသူ့ဆရာပါတဲ့ဝိဖေလည်းရုတ်တရက်မမျောလဲပဲဆရာကြီးမင်းသိန်ခါရဲ့ဆရာ ဖြစ်လိုက်ရပါသေးတယ်။ဟုတ်ပါတယ်။ဝိဖေနဲ့ပကြီးပေါ်ဦးသက်တို့လူလူတိုက်မှာကာတွန်းဆွဲနေတော့ကဝိဖေရောပကြီးပေါ်ဦးသက်ပါပညာသင်စုရကြလို့အမေရိကန်နိုင်ငံမှာအကောင်းဆုံးဈေးအကြီးဆုံးဆိုတဲ့ 12 famous artist school ဆိုတဲ့အကြောင်းကစာပေစာယူသင်တန်းကိုတက်နေကြတဲ့အချိန်ဖြစ်ပါတယ်။ကာတွန်းတွေဆွဲပြီးတော့အခြားလူတွေကလူလူတိုက်ကို ပို့လာကြရင်လေဝင်းဖေတို့ကသူတို့ကိုယ်တိုင်သင်နေတဲ့သင်တန်းကသင်ခန်းစာတွေကိုမှီပြီးတော့ပြင်ပေးသင်ပေးခဲ့ကြဘူးတာအမှန်ပါ။နောက်တစ်ခါဒေါ်ဝဝဝင်းရွှေကိုတိုင်ဒရိုက်တာလုပ်ဖို့ဝင်းဖေးဇန်ညွန်ရေးပေးမှုပါတယ်။ဇလန်းကတော့ပကြီမိုက်မိုက်ရေးတဲ့ဘဲဥမဆိုတဲ့ရုပ်ပြဇလန်းမှာဒါတောင်ရုပ်ရှင်စင်စာကဘဲဥမဆိုတဲ့ရုပ်ရှင်မျိုးကိုတော့ ခွင့်မပြုနိုင်ဘူးဆိုလို့ပြင်ပေးလိုက်ရပါသေးတယ်။ဘဲဥမဆိုတဲ့နာမည်မှာဘာများအန်ဒရယ်ရှိနေလို့လဲဗျာ။ကဲထားပါတော့အဲ့ဒီဇန်ညုံကိုဒေါ်ဝဝဝင်းရွှေကိုတိုင်ဒရိုက်တာလို့ရိုက်တော့ကဝင်းဝေးတိတ်ကောင်းပြီးအလွန်အောင်မြင်ခဲ့ပါဗျ။ဒေါ်ဝဝဝင်းရွှေကဝင်းဖေကိုမေးပါတယ်။ဝင်းဖေဇန်ညုံကိုသူရိုက်တာဘလို့နေပါသလဲတဲ့။ဝင်းဖေကပြောလိုက်ပါတယ်။ ဒီကအခုလိုထူးထူးခြားခြားအောင်မြင်တာဟာစံညွှန်းရောင်20ရာခိုင်နှုန်းလောက်ပဲရှိပြီးဒေါ်ဝါဝင်းရွှေရဲ့ driver ပညာနဲ့တရုတ်ဆောင်ပညာတွေက80ရာခိုင်နှုန်းဖြစ်ကြောင်းအချက်လက်နဲ့တကွာပြောလိုက်ပါတယ်။အဲ့ဒီကားထဲမှာဘယ်အခန်းအကျိုက်ဆုံးလဲလို့လဲဒေါ်ဝါဝင်းရွှေကစွပ်မေးပါတယ်။ အဲဒီဇာလန်းထဲမှာဘဲဥမရဲ့ယောက်ျားကအရက်ကြိုက်တဲ့အရက်သမားဘတ်စကားဒရိုင်ဘာထွန်းထွန်းနိုင်ဖြစ်ပါတယ်။ဒေါ်ဝါဝင်းရွှေကတော့ဆက်ဆက်ကျဲနှုတ်သီးကောင်းရှာပါဈေးတယ်မှ ဖြစ်ပါတယ်။ဘဲဥမက သူ့လင်အဲ့လက်မှာသူ့လင်ချုပ်ပြီးချိန်ထားတဲ့အင်ကြီးအိတ်ထဲကပတ်စံကို တိတိစိတ်နှိုက်ယူတဲ့အခန်းလေးမှာဘဲဦးမကအသာလေးနှိုက်နေတော့သူ့လင်ကသူ့နောက်ကနေရောက်လာပြီးတော့ကဒန်တတ်ထုထမေဦးဖုံးကြီးကိုရောက်မှနဲ့တီးတော့မဲ့ခန်းကိုအကြိုက်ဆုံးလို့ပဲအမှန်တိုင်းပြောလိုက်ပါတယ်။ဒေါ်ဝဝင်းရှေကရီလိုက်တာတခြားခန်းတွေလည်းကောင်းပါတယ်။ဒါပေမဲ့အဲ့ဒီအခန်းမျိုးကတော့တခါတလေမှတွေ့ကြရတာမဟုတ်လား။ထွန်းထွန်းနိုင်ကဒန်တတ်ထုထမေဦးဖုံးကြီးကိုရောက်မှနဲ့တအားတီးလိုက်တဲ့အခါမှာဘဲဦးမကမြောက်တက်သွားမတက်လန့်ဖြန့်သွားတာသိမ့်မိပါတယ်ခမညာ။ ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ Gunda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်